မင်္ဂလာပါတဲ့ရည်ဒီလုံးဝမှဲ့နေတာကိုကျွန်တော်တို့မီးခင်ပေးရပါမယ်မီးခင်တဲ့အခါမှာမီးနည်းနည်းနဲ့တဲ့ရည်ဒီရဲ့အတွင်းသားတွေပျော့ဤလာအောင်กินပေးသွားပါမယ်မီးမင်းများနဲ့กินရင်ကျွန်တော်တို့အပေါ်ရန်သာပျော့ပြီးတော့အတွင်းသားတွေမပျော့နိုင်ပါဘူးအခုဆိုရင်ကျွန်တော်လုပ်ထားတဲ့အနေလေးကအတော်ပါပဲအပေါ်ရန်အခွန်တွေကိုဓာတ်နဲ့လှီပေးပါဒါတော့စားငန်သည့်အမှုန်2မျိုးဖြစ်ပါတယ်စားငန်သည့်အမှုန်2မျိုးလုံးဖြစ်တဲ့အတွက်ကျွန်တော်2မျိုးလုံးကိုတစ်စွန်းစီထည့်ပြီးွားရင်ရေခဲထည့်ထားပါတယ် စားငံဒီမို့မရှိဘူးဆိုရင်တရားနဲ့စားကိုအစားထိုးလို့ရတယ်လို့တခြားဖြော်ရဖြော်တဲ့အမှုတမျိုးမျိုးကိုလည်းကျွန်တော်တို့ထည့်လို့ရပါတယ်။တရက်သီးကိုတော့ကျွန်တော်ကမကြိတ်ထားပါဘူး။ဇွန်းနဲ့ယူထားတဲ့ပုံစံမျိုးပဲလုပ်ပါ။ကြိတ်တဲ့အရာသာနဲ့ကျွန်တော်တို့ဇွန်းနဲ့ယူထားတဲ့အရာသာလုံးဝမတူပါဘူး။ပြီးရင်တော့ရေအေးအေးလေးထည့်ပြီးွားရင်တောက်လို့ရသွားပါပြီ။ အားလုံးတည့်ရသည်ဖြော်ရီကိုတောက်ဖူးကြမှာပါဒါပေမဲ့လုံးဝမတူပါဘူးတည့်ရသည်ကိုမီးကင်ပြီးတော့အခုလိုဇွန်နဲ့ချစ်ပြီးဖြော်တဲ့အနံ့အရသာဘာနဲ့မှမတူတဲ့အတွက်အားလုံးစမ်းကြည့်ပါအရင်တောက်ကောင်းတဲ့အတွက်အားလုံးကြိုက်ကြပါပါအခုလိုနေပြီးမြင့်တဲ့အချိန်ဆိုပို့ပြီးတောက်ကောင်းပါတယ်